င်္ဂလာပါရှင်။ဘာမှခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စေရဇဝေမင်းအောင်လိုင်းဒီနှစ်အဆုံးသက်ပြီးဟုအမေရိကန်ပြောတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဘာကြီးကိုကောက်ွယ်ပေးထားတာကုလသမဂ္ဂဖြစ်ပါတယ်။ကဘာလုံးဆိုင်ရာကိစ္စရပ်တွေကင်တွဲဖြည့်ရှင်းနေတဲ့ကုလသမဂ္ဂအနောက်မှာအမေရိကန်ရှိတယ်။အမေရိကန်ဆိုတာကုလသမဂ္ဂဘီတုကာချုပ်ဖြစ်တယ်။ အမေရိကန်ဆိုတာကမ္ဘာအဖွဲ့အစည်းကုလသမဂ္ဂလက်ပတ်ဖို့စုစုပေါင်းဝင်ဝင်28ရာခိုင်နှုန်းအထိတောင်ထောက်ကူပေးထားတဲ့တဦးတည်းသောအုပ်ဆောင်မှာကုလသမဂ္ဂရဲ့အသက်ဖြစ်တဲ့ဗရိညန်စာတန်တနည်းပြောရင်ဖွဲ့စည်းပုံဥပဒေကိုကောက်ွယ်ဖို့အမေရိကန်ပြည်ထောင်စုမှလုံ့ဝတာဝန်ရှိတဲ့ဒီနေရာမှာကုလသမဂ္ဂနဲ့ပတ်သက်ပြီးတော့အားလုံးအမြင်ရှင်းအောင်ချက်မပြောပါမယ်။ကုလသမဂ္ဂဆိုတာဒုတိယကမ္ဘာစစ်အပြီးမှာနိုင်ငံပေါင်း52နိုင်ငံနဲ့တရားဝင်ထူထောင်ခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ ခုဆိုမြန်မာနိုင်ငံအပအဝင်အဖွဲ့ဝင်နိုင်ငံပေါင်း193နိုင်ငံရှိပြီးကိစ္စရပ်တွေကိုဖြည့်ရှင်းတဲ့အခါအထွေထွေညီလာခံတဲ့လုံခြုံရေးကောင်စီကနေကြေညာချက်ထုတ်တယ်။စုံဖြတ်ချက်ချမှတ်တယ်။ကျမအနေနဲ့ရှင်းရှင်းလင်းလင်းပြက်ပြက်ပြောပါမယ်။ကုလသမဂ္ဂရဲ့ဖွဲ့စည်းပုံဥပဒေဖြစ်တဲ့ framing အရာထုတ်ပြန်ချက်တွေဆိုတာစာရွက်မဟုတ်ဘူးယင်။အာဏာရှိတဲ့နိုင်ငံတကာနိုင်ငံကကုလသမဂ္ဂရဲ့စီရင်စုံဖြတ်ချက်ကိုဖိစံရင်ဗတ်ဆောင်အရေးယူဖို့ framing စာရန်ကအခွင့်အာဏာပေးထားပြီးသား။ အရေးယူတဲ့အပိုင်းကြတော့အဖွဲ့ဝင်နိုင်ငံတွေအပေါ်မှုတည်ပြီးတန်တမာရေးစီးပွားရေးပိတ်ဆိုတာပိုင်ဆိုင်မှုတွေထိန်းချုပ်တာအပြင်နောက်ဆုံးမှာတနိုင်ငံချင်းသို့မဟုတ်ရင်နိုင်ငံတွေတက်ပေါင်းစုပြီးစစ်ရေးအရအရေးယူဖို့အာဏာကုန်ပေးထားတယ်။ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မနာခံတဲ့နိုင်ငံတွေကိုအပြော့လိုင်းနိုင်ငံရေးစီးပွားရေးပြီးရင်အမလိုင်းဖြစ်တဲ့စစ်ရေးနဲ့အပြည့်ရှင်းခဲ့တာကျမသက်တည်ပြပါမယ်။ဒီမှာကြည့်အီရက်စစ်အာဏာရှင်ဆာဒမ်ဟူစိန်အာဖဂန်နစ္စတန်စစ်ရာဇဝဲအော့စမာဘင်လာဒင်း လစ်ပြားအာနာရှင်မူအာမဂရာဘီအရင်ဆုံးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထွက်တဲ့ပြီးတဲ့အခါဗရင်းညင်အရနိုင်ငံရေးစည်းပွားရေးပိတ်ဆို့အရေးယူတဲ့နောက်ဆုံးအဆင့်မှာရာဇဝတ်ခိုင်းချုပ်တွေဆိုတာအမေရိကန်ဘက်ကကဘာတိကြင်ညာပြီးအထူးညွန်ပေါင်းတက်တဲ့စစ်ခင်းပြီးအပြည့်ရှင်းနေ။ကဲကောင်းပြီကျမလက်တွေ့ထပ်ပြပါမယ်။၂025ခုနှစ်မေလ31ရက်နေ့ကုလသမဂ္ဂရဲ့နျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ဘာပြောလဲဆိုအီရန်နိုင်ငံမှာ ယူရေနီယံ60ရာခိုင်နှုန်းအထိရှိနေပြီးမကြခင်နျူကလ িয়ার လက်နက်ထုတ်တော်မိဒီလို့ရက်ကလိုင်းနာရမယ်နျူကလ িয়ার မပြန့်ပွားရေးသဘောတူညီချက်ကိုပြောင်းချိုးဖောက်တာပဲလို့ကြေညာချက်ထုတ်ပြန်နေရက်20ကျော်2025ခုနှစ်ဇွန်လ22ရက်မှာ အမေရိကန်ကသကောင်ရန်အောင်ပွဲစစ်ညာတန်နဲ့အီရန်ကိုဝင်ဝုံပြီးမြေအောက်အနက်ပေ200မှာလှုပ်ဝက်ဆောက်ထားတဲ့နျူကလ িয়ার စက်ရုံတွေကိုခြေမုံလိုက်တယ်အမေရိကန်ဘက်ကတာဝန်အရအရေးယူတာပဲ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးပြောရရင်လုံခြုံရေးကောင်စီရဲ့တမိုင်းဝင်ဆုံးဖြတ်ချက်2669မြင်းဆောင်2022အပအဝင်2021ခုနှစ်နိုင်ငံရေးပြန်ပြီးဆွေးမှုနဲ့အာဏာလုကြံစည်မှုအဆုံးသတ်ဖို့လှုံ့ဆော်ပေးနေတဲ့နိုင်ငံကအမေရိကန်ငါးနှစ်နီးပါးမြန်မာနိုင်ငံအရေးကိုအနီးကပ်စောင့်ကြည့်နေတဲ့နိုင်ငံကလည်းအမေရိကန်အခုပွဲသိမ်းဖို့နမိတ်ပြပြီအမေရိကတိုက်ရဲစစ်တေနာပရိကျုံသမရာကြီးထရန့်ရဲ့စက်တင်ဘာဒီလအတွင်းအယူအလျားတွေဒီမှာကြီး 2025ခုနှစ်စက်တင်ဘာလ10ရက်ဥပဒေမဲ့အကျဉ်းချပြီးဒဇာကန်ပြန်ပြီးဆွဲတဲ့နိုင်ငံ2025ခုနှစ်စက်တင်ဘာလ16ရက်တရားမဝင်မှုရစ်စေးဝါးတွေထုတ်ပြီးမှုရစ်စေးဝါးတွေကုန်ကူးတဲ့အဓိကနိုင်ငံလို့မြန်မာနိုင်ငံကိုအမိတက်ကြေညာလိုက်တယ်ပြီးတော့မြန်မာနိုင်ငံသားစစ်ပြင်းနေရန်သူကိုဝရစိန်လက်နက်နဲ့အမုန်းချေမဲ့ကဘာကြီးရဲ့တဦးတီးသောအုတ်ရှောင်သမရာကြီးထရန်ကမင်းအောင်လိုင်းတို့ကိုကဘာအလိုအရှိဆုံးမှုရစ်စေးဝါးရဇဝတ်ခိုင်းချုပ်တွေလို့ကဘာတိကြေညာလိုက်တာပဲဖြစ်တယ် ဒါကြောင့်မို့ကျမအထူးသတိပေးနေတာပဲ။အဖွဲ့ဝင်နိုင်ငံတွေနဲ့ပတ်သက်ပြီးထွက်လာတဲ့ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီစုံဖြတ်ချက်ကဥပဒေလိုအာဏာတည်တဲ့အမိန့်ဖြေစည်းမရှိဘူး။2025နှစ်ကုန်ဖို့၃လဆိုတာရပ်ပေါင်း90တောင်မင်းအောင်လိုက်ကိုအပြည့်ရှင်းဖို့ဆိုတာအဲ့လောက်အချိန်မလိုဘူးစက္ကန့်ပိုင်းအတွင်းကိစ္စပြတ်တယ်အမေရိကန်စာထုတ်တာကနောက်ဆုံးအဆင့်နဲ့ပြောရင်ကြိုပြီးအမိန့်စာပြန်လာပိမင်းအောင်လိုက်ရဲ့ခိုချင်းကိုဂျိုဒူးနဲ့ဖမ်းထားပြီးသားစက်ကလုတ်ခုံပေါ်ကအန်တာနှိပ်လိုက်တာနဲ့ဂိမ်းအိုဗာ 2025ခုနှစ်အဲ့ဒီမှာကဏန်းကိုပေါင်းရင်ကိုကိုကဏန်းဆိုတာအဆုံးသက်ကဏန်းဒါကတင်ချပိရအရာပြောတာဖြစ်တယ်လက်တွေ့အရာအမှန်တရားနဲ့တရားမျှတမှုကျင့်ဝတ်ဥပဒေအတိုင်းမြန်မာနိုင်ငံအရေးအဆုံးသက်ဖို့ကိုယ်တိုင်ဥဆောင်လုပ်နေတဲ့ကျမအနေနဲ့အာမခံစကားထပ်ပြောပါမယ်ကုလသမဂ္ဂအသိမှတ်ပြုအစိုးရအကြီးအကဲဒေါအောင်ဆန်းစုကြည်တို့ကိုနိုင်ငံရေးပြန်ပြီးဆွဲတဲ့ကမ္ဘာအဆိုဆုံးရာဇဝတ်ကောင်ကြီးမင်းအောင်လှိုင်လွတ်လပ်မရှိဘူးဒီနှစ်မိုက်ဆက်သိမ့်မယ်ဆလပီမြဝတီမြို့နယ်လေကီကော်တိုက်ပွဲအတွင်း မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကျရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရောက်ပတိမြို့နယ်၄ကီကောတိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကျရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြင့်ထားကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။စက်တင်ဘာလ24ရက်နေ့မြောက်ဝတီမြို့နယ်၄ကီကောတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ် မြန်မာဘက်မှပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးသည်ထိုင်းနိုင်ငံမှစောင့်မြုပ်နယ်တွင်သို့ကြားရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်ခြင်းမရှိတော့လေထိုင်းနိုင်ငံကမြန်မာဘက်သို့တရားဝင်ကန့်ကွက်လာပေးပို့လိုက်ကြောင်းသိရပါသည်ထို့သောကန့်ကွက်လာပေးပို့ပြီးနောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးတွင်ထိုင်းစစ်တပ်ကကင်းလေခြင်းနှင့်လူကြုံရေးတုံ့ပြန်မှုများကိုလှုံ့ဆော်လာကြောင်းထိုင်းဘက်အချမ်းတွင်24နာရီလုံခြုံရေးတုံ့ပြန်လိုက်ကြောင်းသိရှိရပါသည် စက်တင်ဘာလ20ရက်နေ့မှစတင်၍စစ်တပ်ကမြောက်ဝတီမြို့နယ်လေကိတ်ကော်မြို့သို့စစ်ကြောင်းများစတင်ထိုးလာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိရေးကြိုးပမ်းထိုးစစ်ဆင်လာကြောင်းရှင်းနေ့မှစတင်၍ယနေ့စက်တင်ဘာ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုများပြားနေကြောင်းကရင်စစ်ရေးတရင်ရဲမြေထံမှသိရပါသည်။ဆလပီစစ်တပ်မှဗိုလ်မှူးကြီးများကိုလွှတ်တော်အမတ်လောင်းများအဖြစ်တိုင်းသားစီလုံးညညရေးပါတီတို့မေအောင်လိုက်စေလုံးရွှေကောက်ဘက်တွင်စစ်တပ်ကိုစားပြုအဖြစ်ကြံ့ဖို့ပါတီအပြင် ထညာစပါတီပါပါဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တပ်မှဘုံမှုကြီးများကိုလွှတ်တော်အမတ်လောင်များအဖြစ်တိုင်းသားစီလုံးညီညွတ်ရေးပါတီတာဆာညာတို့မေယောင်လိုင်းကဆေးလွှတ်လိုက်ပြီးရွှေကောက်ပွဲကော်မရှင်တို့တင်ပြသည့်တာဆာညာပါတီ၏အမတ်လောင်စည်းအများတွင်အဆိုပါတက်အရာရှိများအလုံးပါဝင်သွားပြီဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ စစ်တပ်ကကြမ်းဖက်ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှတက်ကြွကြီးဆက်ရေးအဆင့်ထိ489ဦးဆေးလွတ်ခဲ့ပြီးစစ်တပ်ထိတ်တန့်အရာရှိကြီးများမှကြမ်းဖက်ပါတီ၏အမှတ်လောင်းများအဖြစ်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်မေအောင်လိုင်ကတိုင်းသာစီလုံးညညရေးပါတီတို့လည်းဗိုလ်မှူးကြီးများကိုအမှတ်လောင်းများအဖြစ်ဆေးလွတ်လိုက်ပြီးအဆိုပါဗိုလ်မှူးကြီးများမှတာညာစပါတီ၏ရွေးကောက်ပွဲဝင်ကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်မှတ်ပုံတင်စရင်သွင်းလိုက်ကြပြီဖြစ်သည်။ မနေ့ကတာဆညပါတီနှစ်ပတ်လည်မှာဘုံမူကြီးတွေတာဆညပါတီရဲ့အမလောင်းတွေအဖြစ်တက်လာကြတယ်။တက်ကအမလောင်းတွေဆင်းလွတ်တဲ့အထက်မှာကြန့်ခိုင်ရေးပါတီတွေမကဘူး။တာညစပါတီစီပါရှောက်ကြတယ်။ဘုံမူကြီးအမလောင်းအကြီးအတွေ့အတိအကျမသိရပေမဲ့တော်တော်များများပသွားဖို့ရှိတယ်ဟုနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့ကြောင့်စစ်တပ်အရာရှိလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြင့်စစ်တပ်ကိုစားပြုရွေးကောက်ပွဲပြိုင်ဆိုင်မြိနိုင်ငံရေးပါတီများတွင်ကျန်းဖို့ပါတီအပြင်တိုင်းဒါစီလုံးညညရေးပါတီပါပါဝင်လာပြီဟုဆိုနိုင်ကြောင်း နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်တိုင်းဒါစီလုံးညညရေးပါတီကစစ်တပ်၏အတူရောင်ရွေးကောက်ပွဲတွင်ပြည်သူ့လွတ်တော်အမှတ်နေရာ182နေရာအမျိုးသားလွတ်တော်132နေရာတိုင်းပြည်နယ်လွတ်တော်အမှတ်နေရာ488နေရာတိုင်းဒါလူမျိုးစုလွတ်တော်14နေရာစုစုပေါင်းလွတ်တော်အမှတ်နေရာ694နေရာပါဝင်ရှင်းပြညီဖြစ်ပြီးချက်ဖို့ပါတီပြီးလျင်ဒုတိယအမှတ်နေရာအများဆုံးရွေးကောက်ပွဲဝင်ပြီးပါတီဖြစ်ပါတယ် ကျပ်ဖို့ပါတီကမူလာမီရွေးကောက်ပွဲတွင်လွှတ်တော်အမှတ်နေရာ1018ဦးဖြင့်အများဆုံးရှင်ပြိုင်ပြီးဖြစ်ပါတယ်။တိုင်းသားစီလုံးညီညွတ်ရေးပါတီမှရခိုင်အာဏာရှင်ဟောင်းနေဝင်းဤမြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုအမည်ပြောင်းလဲထားခြင်းဖြစ်ပြီးအာဏာရှင်ဟောင်းနေဝင်းလက်ထက်မှဘိုးချုပ်ဟောင်းများနှင့်စစ်တပ်အဆက်အနွယ်များကဦးစီးထားသောစစ်တပ်ကိုစားပြုနိုင်ငံရေးပါတီတစ်ခုဖြစ်ပါတယ်။